င်္ဂလာပါရှင်ကျမတို့ဖူးဤနွယ်ပါဒီဗီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါရခိုင်မျိုးသမီးသတင်းတောက်မူဒရာဟာဒီကနေ့စက်တင်ဘာလ30ရက်နေ့ဆိုရင်အရခတ်တတော် AA ကစစ်စေးမြင့်မြတ်စရာရှိရဆိုပြီးလာရောက်ခေါ်ဆောင်သွားတာ၁၀ရက်ရှိပြီဖြစ်ပေမဲ့ခုထိပြန်မလုပ်သေးဘူးလို့မိသားစုနဲ့နှီးဆက်သူတွေကလည်းသိရပါဗျာ သူမကိုပြီးခဲ့တဲ့စက်တင်ဘာလ20ရက်မနက်7:00နာရီကျော်လောက်မှာ ULAAA ရဲ့ထောက်လန်းရေးအဖွဲ့ကမောက်တော်မြို့ရှိသူမရဲ့နေအိမ်ကနေလာရောက်ခေါ်ဆောင်သွားတာပါလက်ရှိမှာတော့မောက်တော်မြို့ရှိ ULAAA ထောက်လန်းရေးရုံးမှာစစ်ဆေးခံနေရပြီးမိသားစုဝင်တွေနဲ့တွေ့ခွင့်မရတဲ့အတွက်စိုးရိမ်ပူပန်နေကြပြီးတော့အ мян ဆုံးပြန်လွတ်ပေးစေလိုတယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့စက်တင်ဘာလ9ရက်ကမောင်တော်မြို့နယ်တီဟိုအေးကြီးရွာရှိမြို့တိုင်းသားကလေးငယ်တွေမပြည့်မစုံတဲ့ပညာသင်ကြားရလို့အကူအညီလိုအပ်နေတဲ့ရုပ်တံသတင်းကိုရေးသားဖော်ပြခဲ့တာကြောင့်သတင်းတော့မူထရာကိုမေးမြန်းဖို့ခေါ်ဆောင်သွားတာလို့ BNN သတင်းဌာနရဲ့အေဒီတာချုပ်ကိုကောင်းမြတ်နိုင်ကပြောပါတယ်အခုဖြစ်ရတဲ့ပတ်သက်လို့ AA ရဲ့ပြောခွင့်ရသူဥခိုက်ဒုခကိုဆက်သွယ်မေးမြန်းပေမဲ့လည်းတရင်ထုတ်ချိန်အထိပြက်လဲဖြစ်ဆိုတာမရှိသေးပါဘူး တစ်ဖက်မှာလည်းသတင်းတော့မူထွာကိုအမြန်ဆုံးလွှတ်ပေးဖို့သတင်းမီဒီယာအဖွဲ့အစည်းတွေကတောင်းဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ကင်းဒီပြည်နယ်မှာစစ်ကောင်မရှင်တက်တွေကစစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်စစ်ပွဲအနီးအနားကပြည်သူတွေအနေနဲ့လုံခြုံရေးသတိရှိကြဖို့ KNY မြို့သားများကကွယ်တက် KNDF ကအတိပေးထုတ်ပြန်ထားပါတယ်။ဒီသတင်းအပြည့်အစုံကိုတော့ Morris ကဆက်ပြောပြပေးမှာပါရှင်။ ဒီဇင်ဘာလထဲမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်စစ်တပ်ဟာခရနီပြည်နယ်ထဲမှာသူဆုံးရှုံးထားတဲ့နေမျိုးတွေကိုပြန်ရဖို့အင်အားအလုံးရင်းနဲ့စစ်မျက်နှာ၃ခုဖွင့်ပြီးထိုးစစ်ဆင်လာနေပြီလို့စက်တင်ဘာလ28ရက်နေ့မှာခရနီအမျိုးသားကာကွယ် DEF KNDF ကထုတ်ပြန်ထားပါတယ်။ထုတ်ပြန်ချက်ထဲမှာဒီမော့ဆိုနဲ့ဖရူဆိုမြို့နယ်တဲကဒေသခံပြည်သူတွေအပြင်စစ်ပွဲနဲ့အနီးဆုံးနေရာမှာရှိနေကြမဲ့ပြည်သူတွေအနေနဲ့ စည်ရေးအခြေအနေကြောင့်လုံခြုံရေးသတိရှိဖို့အပြင်တော်လိုင်းတက်တည်းရဲ့ထုတ်ပြန်ချက်တွေကိုလိုက်နာပေးကြဖို့တိုက်တွန်းထားတာဖြစ်တယ်လို့ KNDF ကဗဟိုနဲ့သတင်းပြန်ကြားရေးကဆိုပါတယ်စစ်တပ်ဟာပြီးခဲ့တဲ့ဩဂုတ်လ၈ရက်နေ့တွေကဒီမော့ဆိုဖရူဆိုလမ်းမကြီးကိုရပြီးတဲ့နောက်ဘော်လခဲဘက်ကိုထိုးစစ်တွက်အင်အားပြင်ဆင်ဖြစ်တည်နေပြီးရှန်ကရင်နီနေဆက်မိုးပြဲမှာလည်းစည်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်နေတာ ဖေကုံဘတ်အချမ်းမှာတော့ပီအန်နိုပြည်သူစစ်နဲ့ပေါင်းပြီးစစ်ကြောင်းထတ်ထိုးလာတဲ့အတွက်စစ်မျက်နှာသုံးခုနဲ့ထိုးစစ်ဆလာတာလို့ KNDF ကဗဟိုသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူက DBP ကိုပြောပါတယ်။ဒီမော့ဆိုရတဲ့ပရိုဆိုထိုးရလဲစစ်တောင်းကတောင်းလင်းကကြောင်းခွဲပြီးထိုးလဲလေ။နောက်တစ်ခုကဒီဖေကုံဘတ်မှာဆိုလို့ရှိရင်လည်းမှာဒီတောင်းမဲတင်းဖက်မှာပေါ့နော်။တောင်းမဲတင်းလို့ဖက်မှာစစ်ကောင်စီနဲ့ပီအန်နိုနဲ့ပူပေါင်းတော့မှဒါစစ်ကြောင်းထိုးနေရမျိုးရှိတယ်ပေါ့နော်။အမှုအပြည့်ဆိုလို့ရှိရင်လည်းအာမြေမျိုးတွေမှာရှိတယ်သူတို့မိုးပဲမျိုးမျိုးကိုတော့ထိန်ချုပ်ထားတယ်။ တမိုးရမျိုးအပြင်ဖက်ကိုတို့ထွက်နိုင်ဖို့အတွက်တို့စ조사နေပေါ့နော်စစ်ကောင်တရားစ조사နေရစစ်ကြောင်းထုတ်လွှင့်ရှားမှုတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တက်ရင်လည်းဒီတင်မှုဖြစ်နေတယ်။အဓိကတော့စစ်မျက်နှာ၃ခုလောက်မှဖြစ်နေရပေါ့တိုက်ပွဲက။ခရီးနီပြည်နယ်မှာလက်ရှိရာဒီဟာစပားရိတ်သိမ်းချိန်ဖြစ်တဲ့အတွက်ထိုးလာတဲ့စစ်ကြောင်းအနီးနားကလေခွင်းတွေမှာလေဆိုင်နေတဲ့သူတွေအဖမ်းဆီးစစ်ဆေးခံရတဲ့ဖြစ်ရပ်တွေများလာတဲ့အကြောင်းကိုလည်းဒေသခံတွေကစက်ပြောပြပါဗျ။ ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကမိုးပြင်းနဲ့လွိုက်ကောကြားမှာရှိတဲ့စော်ခီတော်ရွာနာမှာလဲဆိုင်နေတဲ့ဒေသခံအမျိုးသမီး3ဦးနဲ့အမျိုးသား2ဦးကိုစစ်တပ်ကဖမ်းဆီးပြီးခေါ်ယူစစ်ဆေးမင်းမြန်းကပြန်လွှတ်ပေးလိုက်တယ်လို့ဆိုပါတယ်အဖမ်းခံရသူတွေဟာစစ်စေးမင်းမြန်းနေစဉ်အတွင်းနှင်းမနှိပ်ဆက်ခံထားရတဲ့ပုံစံတွေနဲ့ပြန်လွတ်လာတာလို့ဒေတာခန်တွေကဆက်ရှင်းပြပါရယ်။စာနယ်ရိတ်ခါလိုအပ်ချက်မြင့်တက်နေတဲ့ခရီနီပြည်နယ်မှာစစ်ရှောင်နေတဲ့ဒေတာခန်တွေကတော့ဝိုင်းရင်ဖြည့်ရှင်းမှုအတွက်တိုက်ပွဲတွေကြားထဲကနေပဲလေယာဉ်အလုပ်တွေဆက်လုပ်နေရတာပါ။ ။ဒီပါရေးရေးတဲ့နေရာတွေကလည်းအဓိကကဒီစစ်သားတွေနဲ့နှီးတာတော့နောက်ပြီးတော့သူများပြေးလို့သူတို့မပြေးပဲကြာခဲ့တဲ့ဟာတွေတော်တော်များများအဖန်ခံရတာအဲ့ဒီအဖွဲ့တွေပဲများတာပေါ့နော်။နောက်တစ်ခုကသူတို့ကဒီ အရှိမရေပေါ်ရီကကင်းဒီတခြားလုပ်ပြီးနောက်ကနေဒီမလန့်မဝေးမှာရိတ်သိမ်းတာတို့တခုခုလို့ဒါတောင်ရလေရတို့လောက်တာတို့ဖြစ်ဖြစ်ပေါ့နော်သူက drone နဲ့ခြားလဲအဆင်မပြေအဲ့ဒါလဲလုံချုံမှုမရှိဒီမော့ဆိုနာတဝိုက်စစ်ကြောင်းထိုးပြီးတဲ့ရွာတွေမှာတော့စစ်တပ်ဘက်ကဒေသခံတွေကို ရေကောက်ပွဲအမိပြန်လာဖို့တိုက်တွန်းနေပြီးလူပြန်မနေတဲ့အိမ်တွေကိုပြည်သူပိုင်ဖြစ်သိမ်းမဲ့အကြောင်းလိုက်လံနှိုးဆော်နေတယ်လို့ဒေသခံတွေကဆက်ရှင်းပြပါရတယ်။လာမယ့်ဒီဇင်ဘာလမှာလုံမဲ့ရေကောက်ပွဲအပိုင်း1မှာမြို့တော်လွိုက်ကော်နဲ့ဘောလခဲမှာကျင်းပမှာဖြစ်ပြီးတော်လည်းအတပေါင်းစုတွေရဲ့နယ်မြေစိုးမိုးမှုတွေကြောင့်ခရီးနီရဲ့မြို့နယ်တော်တော်များများမှာတော့ရေကောက်ပွဲပြုလုပ်နိုင်ခြင်းမရှိပါဘူးခင်ဗျာကျွန်တော်မော်ရစ်ပါ ထိုင်းနိုင်ငံရှိ CD စက်ရုံတစ်ခုမှာမြန်မာလူသား1400ကျော်ကိုကြိုတင်အကြောင်းကြားတာမျိုးမရှိဘဲနဲ့အလုပ်ထုတ်ပစ်လိုက်တယ်လို့အလုပ်သမားတွေနဲ့အလုပ်သမားရေးတက်ကြွလှုပ်ရှားနေသူတွေကပြောပါရယ်2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ဒီကနေ့မှာပဲထိုင်းနိုင်ငံ February ခရိုင်အတွင်းရှိ CD စက်ရုံကမြန်မာလူသား1450ကိုအလုပ်ရှင်တွေကအလုပ်မရှိတော့ဘူးဆိုတဲ့အကြောင်းပြချက်ပေးပြီးတော့အလုပ်ဖြုတ်လိုက်တာလို့သိရပါရယ် ဆွေးုံလို့ရှိရင်နေဘက်ကအလုသမားတယောက်စီကိုနိနာကြီးအဖြစ်ဘက်လီတောင်ကျော်နဲ့လှူအားခါရီပေးပြီးတော့လက်မှတ်အတင်းထိုးခိုင်းပြီးတော့နှင်ထုတ်နေတယ်လို့အလုဖြုတ်ခံရတဲ့မြန်မာလူသားတယောက်ကပြောပါတယ်လက်ရှိမြန်မာလူသားတွေအလုပ်ထုတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမြန်မာလူသားရေးကူညီဆောင်ရွက်နေတဲ့ MHAC မဟာမိတ်အဖွဲ့ကိုလည်းစိတ်ယုံနဲ့ဝင်ခွင့်မပေးဘဲဖြည့်ရှင်းခွင့်ပိတ်ပင်ထားတယ်လို့ MHAC မဟာမိတ်အဖွဲ့ကောင်းဆောင်ကိုရဲမင်းကပြောပါတယ်။ တဖက်မှာလည်းအဲ့ဒီ CD ဆက်ယုံကလက်ရှိအလုံးလုံးနေကြတဲ့အလုံသမားတွေကိုအလုံးဖြုတ်လိုက်ပေမဲ့နာမည်နိုဝင်ဘာလအတွက်မြန်မာလုံသမားတစ်ထပ်ခေါ်ဖို့ရှိနေတယ်လို့ဆိုပါတယ်။ဒါကြောင့်အလုံသမားဟောင်းတွေကိုဖြုတ်ပြီးအလုံသမားတစ်တွေစီကစမတ်ခါတွေအများကြီးရနိုင်ဖို့အခုလိုလုပ်တာဆိုတော့ပြောဆိုမှုတွေလည်းရှိနေပါတယ်ရှင်။ TV ရုံးမြင့်တန်ကြတဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။